ျမတို့ချက်ကကြတော့ဒီကြားကာလထဲမှာ ကျမတို့အမျိုးသမီးရဲ့လုံခြုံရေးကိုဘသူတွေကတာဝန်ယူတာဝန်ခံပေးမှလဲဒီလိုမျိုးချက်ချင်းအေးမယူပဲနဲ့လွတ်ထားမယ်ဆိုရင်ကျမတို့ရဲ့လုံခြုံရေးကျမတို့ရဲ့နေ့စဉ်ဘဝမှာစိတ်မလုံခြုံပဲနဲ့နေနေရမှာလားပေါ့နောက်တစ်ချက်ကတော့ဒီလိုမျိုးလွတ်ထားပေးခြင်းအပြင်ကျူးလွန်တဲ့သူတွေဒီထပ်မံမကျူးလွန်ပါဘူးလို့မပြောနိုင်ဘူးဒီလိုမျိုးချက်ချင်းအေးမယူပဲနဲ့တော်လည်ရေးပြီးမှအပြစ်ပေးပါဆိုလို့ရှိရင်ဒီကြားထဲမှာကျူးလွန်သူတွေဒီ ဒီလိုမတည်မှုတွေလိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုထပ်ခါတလဲလဲထပ်မံပြုလုပ်လာနိုင်ခြင်းရှိတယ်ဒီအတွက်ကြောင့်မို့နစ်နာတဲ့သူတွေလည်းပို့ပြီးတော့မှညပြလာနိုင်တယ်ဒီလိုလိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုတွေပို့ပို့ပြီးများလာရင်ကျမတို့အမျိုးသမီးတွေကတော်လိုင်းရဲမှာပေါဝင်လာရတာဖြစ်ဖြစ်ကိုဒေသမှာကိုနေရတာတော့မှမလုံခြုံဘဲနဲ့ဖြစ်လာရင်တော်လိုင်းကြီးကိုအများကြီးအာရုံစေနိုင်တယ်ဘာကြောင့်လဲဆိုတော့ဒီအမျိုးသမီးတွေဒီလက်ရှိအခြေအနေမှာခန်းကင်နာအတီးတီးနေရဒေသအတီးတီးမှာ အလုံးလုံးနေကြတယ်တာဝန်ထမ်းဆောင်နေကြတဲ့သူတွေဖြစ်တယ်ဆိုတော့သူတို့စိတ်မလုံခြုံဖြစ်သွားရင်သူတို့ကိုလုံခြုံမှုမပေးနိုင်ဘဲနဲ့သူတို့ရဲ့ပါဝင်မှုတွေသူတို့ရဲ့လှုပ်ဆောင်မှုတွေတာဝန်ယူမှုတွေညှို့နှဲသွားတယ်နောက်ကိုဆုတ်သွားတယ်ဆိုတာတော်လင်ကြီးအတွက်လည်းအင်အားယုတ်တာပဲ